အားလုံးပဲမင်္ဂလာပါ Plan Entertainment Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကျွန်တော်တို့ဟာသမိုင်းတစ်လျှောက်နဲ့တိုက်ကြီးတွေကိုဖျက်ကျော်ပြီးဒီတစ်ခုစတင်ကြည့်အောင်ပါဒီဒီစဉ်မှာကျွန်တော်တို့ခေတ်ရဲ့အရင်ပွားပွဲမှန်တရားတွေတွေကတစ်ခုကိုဖော်ထုတ်သွားပါမယ်အဲ့ဒါကတော့ဗလီတွေဖြိုချခံရခြင်းပါပဲဘာသာရေးနိုင်ငံရေးနဲ့ပုံပိုင်အမှတ်လက္ခဏာတွေဟာအင်အားနဲ့ထိတိုက်တွေးဆောင်တဲ့ဖြစ်ရပ်တွေပါပဲလူဖွဲ့ကြီးတစ်ခုလုံးကိုသာဝရအမှတ်သားဆွဲစီခဲ့တဲ့ခိုက်တက်တွေလည်းဖြစ်ရပါတယ် အစားတင်ခင်မှာဗီဒီယိုရဲ့အကြောင်းအရာအလုံးကချက်လက်ပေါ်ခြေခံထားတာဖြစ်ပြီးအရင်းမြစ်တွေကိုဖော်ပြချက်တွေခရစ်ရှင်မှာခြားပေးထားတာကြောင့်ကိုယ်တိုင်သွားရောက်လေ့လာဆုံးဆန်းနိုင်ကြောင်းသိပေးပြောကြလိုပါတယ်။ဒါတခုမှခံမှန်းထားတာမရှိပဲအရာအလုံးထောက်ထားခိုင်မာတာကြောင့်သင်သိရှိရမယ့်အရာတွေကအတင်းကိုအားအသင့်စေနိုင်ပါတယ်။ဒါဆိုရင်ဗီဒီယိုလေးကိုစလိုက်ကြရအောင်ပါ။ နံပါတ်5အီရန်အီရန်ကရှီယာဘာသာဝင်အများစုနေထိုင်ပြီးအစ္စလမ်ကိုနိုင်ငံရေးစနစ်ဖြစ်ကျင့်သုံးတဲ့နိုင်ငံပါပဲ။ဒါပေမဲ့သူ့ရဲ့နယ်နိမိတ်အတွင်းမှာဆွန်နီလူနည်းစုကြီးတစ်ခုနေထိုင်ပါတယ်။ပါကစ္စတန်၊စစ်တန်နဲ့ဘလူချီစတန်ပြည်နယ်တွေမြင်ရတဲ့မက်ချ်မျိုးမှာတော့ဆွန်နီတွေကသူတို့ရဲ့ရွေးရဒလေးတွေကိုရာစုနဲ့ပေါင်းများစွာထိန်းသိမ်းခဲ့ကြပါတယ်။ရှီယာနဲ့ဆွန်နီကြားတင်မမှုတွေမျက်ရှိခဲ့ပြီး1993ခုနှစ်မှာဒီတင်မမှုဟာကျန်ဘက်ပုံစံကိုရောက်ရှိခဲ့ပါတယ်။ မက်မျိုးမှာရှိတယ်ဆိုနီပလီနေငယ်တဲ့ကတခုဖြစ်တယ်စိုက်ဖြစ်ရေးပလီကိုဖြိုပြခဲ့ပါတယ်အာနာပိုင်တွေကမျိုးပြစီမံကိန်းနဲ့စီးမျက်စီကန်းကြောင်းလို့အကြောင်းပြပေမဲ့ဆိုနီတွေကတော့ဒါဟာပျက်စီးပစ်ခြင်းပဲဆိုတာကိုသိကြပါတယ်ချီယာခေါင်းဆောင်တွေအတွက်မြင်းမြတ်တဲ့မျိုးမှာတင်ရှာတယ်ဆိုနီပလီရှိနေတာဟာလက်မခံနိုင်စရာဖြစ်နေကြတာပါဒီဖြိုပြမှုဟာသေချာစီစဉ်ထားခြင်းဖြစ်ပြီးအာနာပြသခြင်းသာဖြစ်ပါတယ်ဒီပလီဟာဆိုနီပညာရေးနဲ့စူဝေးရဘူဒါနာဖြစ်ခဲ့ပါတယ်သူကိုဖျက်ဆီးလိုက်ခြင်းဟာဆွန်နီတွေကိုမင်းတို့ရှိတယ်ဒါပေမဲ့ အစွန်ပြားမှာပဲရှိရမယ်လို့တိုက်ရိုက်တင်စကားပါလိုက်တာပါပဲမိသားစုတွေကဗလီမျောစင်းပြပြကြတာဗလီခေါမိုးတွေကျွေးမွာတာကုရန်ကျမ်းတွေပျက်စီးအောင်မြုပ်နှံခံရတာတွေကိုအကူအညီမဲ့စွာရည်ကြည်နေကြရပါတယ်ဒါကြောက်တုံးတွေကျိုးပဲတာမဟုတ်ပါဘူးဘွန်ဒိတ်ခေါကိုချွတ်လိုက်တာပါပဲဒီရန်ကအစ္စလမ်ရဲ့ခေါင်းဆောင်လို့ပုဂ္ဂိုလ်ကိုပြောပေမဲ့ဆိုက်ဖေးရီဗလီဖျက်ပြခံရခြင်းကဘာသာရေးကိုစီလုံးညီညွတ်မှုဖိအားပေးဖို့ဘလို့အသုံးချလဲဆိုတာပြသနေပါတယ်နံပါတ်၄ပါကစ္စတန်ပါကစ္စတန်ကို1948ခုနှစ်မှာ ူဇလင်တွေအတွက်ဇာတိမြေဖြစ်တည်ထောင်ခဲ့ပါတယ်။သူရဲ့အခြေခံအုံမြစ်ကအစ္စလာမ်ကိုကာကွယ်ဖို့ပါပဲ။ဒါပေမဲ့ဆယ်စုနှစ်တွေတခြားပါကစ္စတန်ကဗလီတွေဟာထွေခြားခံရခြင်းရဲ့တားကောင်ဖြစ်ခဲ့ရပါတယ်။အနည်းဆုံးနဲ့ထင်ရှားဆုံးဖြစ်ရတဲ့ကူကတော့2025ခုနှစ်အစ္စလာမ်ဘက်မှဖြစ်ခဲ့တဲ့မော်ဒီမက်ဂျစ်ဗလီနဲ့သူရဲ့တာဒနာကြောင့်ဖြစ်ပျက်ခံခဲ့ရတာပါ။အနာပိုင်းတွေကတရားမဝင်ဆောက်လုပ်မှုကာကွယ်ထားတယ်၊မြေပေါ်မှာဆောက်ထားတယ်လို့အကြောင်းပြခဲ့ကြပါတယ်။ဒါပေမဲ့ဒီဗလီဟာလူမှုအတိုင်းဝိုင်းအတွက်အသက်သွေးကြောပါပဲ။ ဘူဒိုဇာတွေရောက်လာတော့ဆန္ဒပြမှုတွေချက်ချင်းပေါ်ပေါက်ခဲ့ပါတယ်။ညာနဲ့ချီတဲ့ယုံကြည်မှုတွေဟာလူခွင်ဆက်တွေဖွဲ့ပြီးသူပြမှုကိုစမ်းကျင်ကြွေးကြော်ခဲ့ကြပေမဲ့ရဲတပ်ဖွဲ့တွေရဲ့မျက်ရည်ယိုပုံနဲ့ရဲတို့ရိုင်းနှက်မှုတွေအောက်မှာပြည်ရပြိုကျသွားခဲ့ပါတယ်။လူတွေကအစ္စလမ်နာမည်နဲ့တည်ထောင်တဲ့နိုင်ငံကဘယ်လိုလုပ်ပလီကိုဖြိုပြနိုင်တာလဲလို့မေးခွန်းထုတ်ခဲ့ကြပါတယ်။ဆိုရကနောက်ပိုင်းမှာပြန်ဆောက်ခွင့်ပေးခဲ့ပေမဲ့နိုင်ငံကရှင်းနေပြီးသားပါပဲ။ဒါဟုတ်ကရာချီနဲ့ဂျာမျိုးတွေမှာလည်းပလီတွေဖြိုပြခံခဲ့ရဘူးပါတယ်။ မျိုးပြပုံပြောရေးစီမံကိန်းများကအကြောင်းပြချက်ဖြစ်လာပါပဲ။ကိုယ့်ရဲ့ဖခင်အကြောင်းတော်ကိုဆုံချောရသူတွေအတွက်ဒါဟာတိစ္ဆာပေါင်းမှုလို့ခံစားရစေပါလေ။နံပါတ်3ဘော့စနီးယား1990ပြည်လို့နှစ်တွေကဘော့စနီးယားစစ်ပွဲဟာဥရောပရဲ့အမှောင်ဆုံးအခမ်းကဏ္ဍတစ်ခုပါပဲ။ဒီစစ်ပွဲဟာကိုယ်ပိုင်မလက္ခဏာအတွက်စစ်ပွဲဖြစ်ပြီးပလီတွေဟာအဓိကပြစ်မှတ်ဖြစ်လာခဲ့ပါလေ။နိုင်ငံတော်မှာပလီတထောင်ကျော်ဖျက်ဆီးခံခဲ့ရပြီးပြပြမှုတိုင်းဟာမွတ်စလင်တွေရဲ့ရှိရှိမှုကိုဖျက်ပြစ်ဖို့ကြိုးစားခဲ့တာပါ။ထင်ရှားဆုံးဥပမာကတော့ ပူဇာမျိုးက1959ခုနှစ်ကတည်ဆောက်ခဲ့တဲ့အလားကျပလီပါပဲစစ်ပွဲအတွင်း1992မှာစအမျိုးသားရေးအင်အားစုတွေကဘုံနဲ့လုံးဝဖျက်ဆီးပစ်ခဲ့ပါတယ်ရွေချက်ကရှင်ပါတယ်ရာစုနှစ်များစွာကြာမှန်ညာကိုပောက်ကွဲမှုတစ်ခုလည်းနဲ့တုတ်တင်ပစ်ဖို့ပါပဲဒါဟာရင်ကျင်းမှုဆိုင်ရာလူမျိုးတုံးတက်ပြတ်မှုပါပဲဒါပေမဲ့ဒီဇလန်မှာမျောလင်းချက်ရှိပါတယ်စစ်ပွဲပြီးတော့ပြန်လည်တည်ဆောက်ရေးစခဲ့ပြီးလူမှုအတိုင်းဝိုင်းတွေရှင်းလင်းခဲ့ကြကမိတို့ကပညာရှင်တွေကပျောက်ဆုံးသွားတာတွေကိုပြန်လည်တည်ဆောက်ဖို့ကြိုးစားခဲ့ကြပါတယ်ခုကြမှာအလားကျပလီကို နောက်တော့ဒရုန်းချင်းစီပြန်လဲတိစောက်ခဲ့ပြီး2019မှာပြန်ဖွင့်ခဲ့ပါတယ်။ဘော့စနီးယားကသင်္ကန်းစားတစ်ခုပေးခဲ့ပါတယ်။ပြပြချင်းဟာလူမျိုးတစ်မျိုးကိုဖျက်ပြဖို့ဂျိုးပန်းချင်းဖြစ်နိုင်ပေမဲ့အနိုင်ရှိမှုကယုံကြည်ခြင်းကိုအတက်ပြန်တွင်းနိုင်နေဆိုတာကိုလည်းပြသနေပါတယ်။နံပါတ်2အိန္ဒိယအိန္ဒိယဟာကြီးမားတဲ့ကွယ်ပြားမှုတွေရှိတဲ့နိုင်ငံပါပဲ။ဒါပေမဲ့ဒီကွယ်ပြားမှုကပြင်းထန်တဲ့ပဏိပက္ခတွေလည်းဖန်တီးခဲ့ပါတယ်။ကြော်ကြားဆုံးပြပြမှုကတော့1992ခုနှစ်ဒီဇင်ဘာ6ရက်နေ့မှာဖြစ်ခဲ့တဲ့အယုဒယာကဘာဘရီမက်ဂျီဘလီပါပဲ။ ကြောက်ရရုံမှာဘလီကိုအိန္ဒိုမျိုးသားရေးသမားတွေကဝင်ရောက်စီးနင်းပြီးဖြိုချခဲ့ပါတယ်။သူတို့ကဘလီဟာသူတို့ရဲ့ဖခင်ယာမရဲ့မွေးဖွားရနေရာမှာတည်ရှိတယ်လို့တောင်းဆိုခဲ့ကြလို့ပါပဲ။ဒီပြောပြမှုကြောင့်နိုင်ငံတော်အဓိကခိုင်းတွေဖြစ်ပြီးလူပေါင်း၂000ကျော်တည်ဆုံခဲ့ပါတယ်။ဒါကခေတ်အိန္ဒိယသမိုင်းမှာသွေးထွက်ဆုံးဘာသာရေးအကျိုးဆက်တစ်ခုပါပဲ။ဒီဇလန်ကမပြီးသေးပါဘူး။အရောက်ချကူမှာတရားရုံးချုပ်ကအဲ့ဒီနေရာမှာအိန္ဒိယဘုရားကျောင်းဆောက်ခွင့်ပေးခဲ့ပြီးဒါဟာမွတ်စလင်တွေအတွက်ဆုံးရှုံးမှုကိုအပိတိုင်းတီးပြုလိုက်တာဖြစ်ခဲ့ပါတယ်။ ဒါပြင်2023မှာရာယာက18ရာစုဂျိုင်မကျစ်ပလီကိုလမ်းချဲဖို့အတွက်ပြောချခဲ့က2025မှာဥတ္တရာဘရာတင်မှာတရားမဝင်ဆောက်လုပ်မှုဆိုပြီးပလီတာသနာကျောင်းနဲ့ဣရာတရား30ကျော်ပြိုပြတ်ခံရတာတွေကလည်းရှိနေပါသေးတယ်။နံပါတ်1တရုတ်တရုတ်နိုင်ငံကဒီနေ့ခေတ်ကမ္ဘာမှာပလီပြိုပြတ်ရေးအကြီးမားဆုံးလှုပ်ရှားမှုကိုကိုစားပြုပါသေးတယ်။2019ခုနှစ်ကစပြီးပလီပေါင်း16000ကျော်ဖြည့်ဆည်းခံရတာဒါမှမဟုတ်ဖြည့်ဆည်းခဲ့ရပါသေးတယ်။အများစုကတော့ဝီကာမွတ်စလင်တွေနေထိုင်ရာရှင်ကျန်းမှာပါပဲ။ အမဟူရီမွတ်စလင်တွေနေတဲ့အင်းရှာနဲ့ကန်ဆူအထိလည်းပြန်နိုင်ခဲ့ပါတယ်။အစိုးရကဒါကိုတရုတ်ပြုတ်လောက်ချင်းဒါမှမဟုတ်ဘာသာရေးခင်မရောက်လောက်တာလို့ပြောကြပါတယ်။တကယ်တမ်းကျတော့ပြင်ကျုံမှုတာဖြစ်ပြီးလူမှုပုံရိပ်တွေကတက်တေပြနေပါတယ်။မျိုးတွေမှာဖလီခေါင်မိုးတွေမျောစင်တွေဖျက်ရှားခံရပြီးလူပြုတ်ခံတွေကိုတောင်ဖြစ်ပြောင်းလဲခံရပါတယ်။ဒီမှာတဲ့ရှာဒီယန်ပလီတော်သူ့ရဲ့အစ္စလန်အင်ကရက်အားလုံးကိုဆောင်ရှင်ခဲ့ရပါတယ်။ဒါခင်မိချင်းမဟုတ်ပါဘူး။ရင်ကျေးမှုဖြတ်စည်းခြင်းဖြစ်ပြီးရုပ်ကွန်မြူနတီပါတီကဘာသာရေးဟာ ပါတီလမ်းစဉ်နဲ့ကန့်ညီရမယ်လို့အခိုင်အမာပြောကြားထားပါတယ်။ပလီတွေပြောက်ွယ်သွားပြီးဖျားရှိကိုတန်တွေတိုက်ဆိတ်သွားတဲ့မျိုးကိုစဉ်းစားကြည့်ပါဦး။ဒါအဆောက်အုံတွေဖျက်ဆီးတာမဟုတ်ပါဘူး။ဒါကိုယ်ပိုင်မလက္ခဏာကိုဖျက်ဆီးဖို့ကြိုးစားတာဖြစ်ပြီးတရုတ်ရဲ့လှုပ်ရှားမှုကအနာရှင်နိုင်ငံတနိုင်ငံကဘာသာရေးကိုအများပြည်သူနယ်ပယ်ကနေဘယ်လိုတုံ့ပြန်ဖယ်ရှားနိုင်လဲဆိုတာကိုပြသနေတဲ့ကြောက်ရဆုံးသတိပေးချက်ပါပဲ။ဗီဒီယိုလေးကဒီလောက်ပါပဲ။နောက်ဗီဒီယိုမှာပုံမကောင်းမွန်တဲ့အကြောင်းအရာတွေပြန်လာခဲ့ပါမယ်။